ဂွာဂျူလာအာတီတာတို့ရဲ့အသင်းတွေက system အပြုအသင်းတွေအဖြစ်သတ်မှတ်ခံရတယ် function နဲ့ကစားခြင်းကိုအသားပေးကြတယ်ဒါပေမဲ့ဒီအသင်းတွေရဲ့နောက်ကရှိနေတဲ့စိတ်လုံရှားစရာကင်းမဲ့ခြင်းကိုလည်းကျွန်တော်တို့ဒီရာသီမှာပုံမူပြီးတော့မြင်တွေ့လာရပါတယ်အလုံးမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုးဆိုလိုက်ပါတယ်အခုတင်ဆက်ပေးခြင်းဒါကတော့ကွာယူလာအာတီတာရိုးရဲ့စနစ်အသားပေးလွန်ခြင်း idea အဲ့ဒီ idea နောက်ကစိတ်လှရှားမှုကင်းမဲ့ခြင်းအကျိုးဆက်တွေအကြောင်းပဲဖြစ်ပါတယ် editor ကိုခွာကြိုလောင်းဒီရာဒီမှာရုံးကန်နေရတာလေကျွန်တော်တို့အများကြီးမြင်လာရတယ်ဒီနှစ်သင်းစလုံးက system ကို တော်တော်လေးကိုအားပြုတဲ့အသင်းဒီနီးပြားနှစ်ယောက်စလုံးက system ကိုအလွန်အားပြုတဲ့နီးပြားလွန်ကဲစွာအားပြုတယ်လို့တော့ပြောလို့ရတယ်ဗောနော်အဲ့တော့သူတို့ရဲ့ system ကိုသူတို့ယုံကြည်မှုအလွန်ပြင်းထန်တယ်ခါလေကြရင်လွန်ကဲလွန်အားအောင်ကြီးနေတာကိုကျွန်တော်တို့လေ့လာတွေ့ရှိရတယ်အဲ့တော့ ဒီ system အသားပြုခြင်းကအခြားသောတစ်ဖက်ကဘောလုံးရဲ့အခြားသောဝိသေသတွေဖြစ်တဲ့ freedom ဖြစ်ခြင်းပြီးတော့သို့မဟုတ် improvisation ပေါ့နော်လက်တန်းကစားနိုင်ခြင်းအစရှိတဲ့ individual freedom individual ability တွေကိုရှင်းချလိုက်တဲ့စီကိုစရောက်သွားတယ် system ကိုအားပြုလေလေအခြားတစ်ဖက်ကအရာတွေကိုစရောက်လေလေဖြစ်တယ်ဒါ improvisation ဆိုရင်လည်းကျွန်တော်ဆိုလိုချင်တာကကစားသမားတွေ improvisation မဟုတ်ဘဲနဲ့နီးပြားတယောက် improvisation ဒါကဘာလဲဆိုတော့နီးပြားတယောက် improvisation ဆိုတာ ပွဲရဲ့အခြေအနေပေါ်မူတည်ပြီးလူစားလဲမှုတွေပြုလုပ်ခြင်းအဲ့တော့ကျွန်တော်တို့ဒီယာတီမှာ architecture ရဲ့အဲ့လို improvisation ကိုဘယ်လောက်တွေ့ရလဲဟုတ်ပြီဒါ improvisation လို့ကျွန်တော်တို့မပြောဘဲနဲ့အဲရဲရင်မှုအနေနဲ့ပြောမယ်ဆိုရင်လေသူ့ရဲ့ system ကိုယုံကြည်ခြင်းဟာအခြားတစ်ဖက်မှာအပြောင်းလဲလုပ်လို့ခြင်းဆိုတဲ့အရာကိုအများကြီးနှိမ့်ချလာတယ် honest lot လို့လို့နည်းပြရတယ်သူ့ရဲ့ system ကိုသူမယုံကြည်အောင်မယုံကြည်နိုင်ဒါပေမဲ့အပြောင်းလဲလုပ်ခြင်းဆိုတဲ့တက်တီမှာလဲပို့ပြီးတော့အဲထူးကဲတာကိုကြီးမာတာကိုကျွန်တော်တို့ တွေ့နိုင်တယ်ဗောနော်အဲ့တော့ဒါဟာဒီ system အပေါ်အလွန်အမင်းအပြုခြင်းအလွန်အမင်းယုံကြည်ခြင်းဆိုတဲ့အရာနဲ့သက်ဆိုင်နေရလို့ကျွန်တော်ကတော့ယူဆတယ် Arsenal ကဒီ Manchester City ရောဒီယာဒီမှာကြာစင်မှုတွေကြုံနေရတယ်။ကောင်းတဲ့အချက်တွေအများကြီးရှိတယ်။သူတို့ကြာစင်တာအပေါ်မှာရှိနေတော့မယ်။ဒါပေမဲ့သူတို့ရဲ့အကြာစင်မှုကိုဖြစ်စေတဲ့အရာတွေလည်းကျွန်တော်တို့လေ့လာတွေ့ရှိရတယ်။အဲ့မှာတော့ factors တွေအများကြီးပါတယ်။အဲ့ factors တွေထဲမှာ main factors တစ်ခုအနေနဲ့ရှိနေတာကတော့သူတို့ရဲ့ idea ပဲဖြစ်တယ်။အဲ့ဒီ idea ကတော့ဒါ system systematic ပေါ့နော်။ ား system miss လို့တော့ပြောလို့ရမယ်အဲ့အသုံးတော်တော့မရှိဘူးဒါပေမဲ့ကျွန်တော်အဲ့အသုံးတော်အသုံးကျင်နေရပေါ့နော်အဲ့တော့အဲ့ဒီအရာကဒီရောက်တင်လောက်လွတ်လပ်တင်လောက်မလွတ်လပ်အောင်ဒါစီးထားလို့ကျွန်တော်တော့မြင်နေတာပြီးခဲ့တဲ့ရက်ပိုင်းမှာဒီအီတလီကနဝင်နီးပြရဲ့ five view carbon low ကွာဒီလာကိုအပြစ်ပြောလိုက်တယ်ပေါ့နော်ဝေဖန်လိုက်တယ်ပေါ့နော်ပြောမယ်ဆိုရင်ကွာဒီယိုလာကဘောလုံးဖြတ်စည်းရဲ့လူအဖြစ်သူကရှုမြင်တယ်သူကွာဒီယိုလာမလေးစားမှမလေးစားတယ်ဒါပေမဲ့ကွာဒီယိုလာကအရန် arrogant ဖြစ်တယ်လို့သူပြောတယ် အဲ arrogant ဖြစ်တယ် arrogant ဖြစ်ခြင်းကဘာဖြစ်လို့လဲဆိုတော့ဒီကစားသမားတွေ ability ကိုအာမကိုးဟာမဟုတ်ဘဲနဲ့ငါငါကြောင့်ဒီ flare ကြီးရတာဆိုတော့အာကိုးတယ်လို့သူဒီသူ့ရဲ့ဝတ်ဖန်မှုတွေမှာထည့်ပြောခဲ့တယ်ဗောနော်အဲ့ idea လေးအရင်စိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့သူထည့်သူပြောခဲ့တဲ့စကားထဲမှာပို့ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အရာလေးလည်းရှိတယ်အဲ့ဒါကတော့ Manchester City နဲ့ Champion League ရတယ်အဲ့ဒီရာဒီကလည်းလို့ Champions League တွေမှာသူအဆမ်းမထွင်တဲ့ရာဒီမရှိဘူးပြောမယ်ဆိုရင်တော့အဲသူ့ရဲ့နီးပြူဟာကိုအလွန်အမင်းအားပြုတဲ့ မရှာသေးမရှိမရှိခဲ့ဘူးပေါ့နော်အများန်းဒီအစမ်းထွင်ခဲ့တယ်အစမ်းယာတီတိုင်းကိုအစမ်းထွင်တယ်သူ့ရဲ့နေပြူဟာကအကူလွန်ကြီးခဲ့တယ်ပေါ့နော်အဲ့ဒါအများန်းတွေ့ခဲ့ရပါလေမချက်ချာစီးတီးရဲ့ယာတီတိုင်းမှာပေါ့နော်အဲပြောမယ်ဆိုရင်ဒီ final တက်တဲ့ Chelsea ကိုရှုံးတဲ့ယာတီမှာလည်းအဲဒီအပြောင်းလဲကိုကျွန်တော်တို့အများကြီးပြုတ်လုခဲ့တယ်ကွင်းတယ်ဒီစားပေါ်မှာဒီလိုပဲ Liverpool ကိုရှုံးခဲ့တဲ့ဟာမှာဆိုလို့ Kondogan ကိုတောင်းပန်ထားတာမျိုးတွေကျွန်တော်တို့ကြုံမှုခဲ့ရဘူးလေအများကြီးအများကြီးပါပဲ Lyon ကိုရှုံးပြီးပြုတ်တော့မှလည်းသူတို့ဒီ3 back ပြောင်းတာတွေကျွန်တော်အများကြီးမြင်ခဲ့ရဘူးလေ အာဘိုင်မြူနစ်လေးရက်တွေတော့လည်းဒီလိုပဲပေါ့လေအဲ့တော့ဂွာဒီယိုလာရဲ့ကိုကာဘယ်လိုကဒီလိုဝေဖန်လိုက်တယ်အဲ့တော့အဲ့ဒီဝေဖန်ခြင်းမှာလည်းခုနကျွန်တော်ပြောတဲ့အရာနဲ့စိတ်ဝင်စားစရာကိုတွားပြီးတော့ချိတ်ဆက်မိတာကိုတွေ့ရတယ်မယ် system system ဆိုတော့အဲဂွာဒီယိုလာကိုကာဘယ်လိုပြောခဲ့ကြတော့ system အကြောင်းမဟုတ်ဘဲနဲ့သူကကြတော့ဒီအတ္တဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ငါ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 အောင်နိုင်တာကစားသမားရဲ့အောင်နိုင်တာမဟုတ်ဘူးဆိုတော့ဒီအတ္တပိုင်းကိုသူပြောခဲ့တာပေါ့လေအဲ့တော့ဒါကတော့ပေါင်းကြည့်လိုက်ရင်တော့အတူတူပါပဲ နီးပြတယောက်ရဲ့ငါဆိုတာနီးပြတယောက်ရဲ့နီးပြူဟာပဲပေါ့နော်အဲ့တော့ควาဒူလာသူ့ရဲ့နီးပြူဟာကိုဒါယုံကြည်လုံးအားကြီးရဲ့လို့ပြောနိုင်တယ်ဒါပေမဲ့အဲควาဒူလာဟာအမြကန်ကစားအမြကန်နီးပြတယောက်တော့မဟုတ်ဘူးသူဒီဟာကိုသူသိမြင်တယ်လို့ကျွန်တော်ပြောနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ TND Sport နဲ့ပြုလုပ်တဲ့ interview မှာနည်းနည်းတော့ကြာပြီဗျဒီ November လောက်ကဖြစ်မယ်ထင်တယ်အဲ့တော့ငါကျွန်တော်ကြည့်ဘူးလေအဲ့ဒါကပါလဲဆိုတော့ Guardiola ဟာသူတို့ရဲ့ဒီ positional play ပေါ့နော်ဒီ Spain လို့သူတို့ပြောတာတော့ Wagi ဒီ position ပိုဇက်စီယုံဆိုတာပိုဇက်ရှင်မဟုတ်ဘူးပိုဇက်ရှင်ဒီနေရာယူခြင်းဆိုင်ရာဂိမ်းပေါ့လေနေရာယူခြင်းဆိုင်ရာဂိမ်းဟာကြာစင်းလာနေတာဆိုသူလက်ခံတဲ့စကားတွေသူပြောခဲ့တယ်ပြီးတော့ဒီလက်ရှိသွားနေတဲ့ modern game ရဲ့တူရှူရာကဒီပုံမိုးပြီး dynamic ဖြစ်တဲ့ရွေးရှားမှုများပြီးတော့ခုနအလွန်အကျွံထိ ंछ ုပ်တာလဲ control systematics တွေနဲ့တဲ့ game ကိုသွားနေလို့သူကယူဆတယ်အဲပြီးတော့သူဥပမာပေးတာဘောလုံးရဲ့အနာဂတ်ဆိုတာက Brighton, Newcastle, Bournemouth, Liverpool ကစားနေတဲ့ play လို့ ူပြောသွားခဲ့တယ်။အဲ့တော့ခုနသူတင်ပြခဲ့တဲ့၄သင်းထဲမှာအဲဒီ system အဲ့၄သင်းက system အပြင်ကစားနေရမို့ systematic ပဲကစားနေရပဲ။ဒါပေမဲ့အဲ့ system ထဲမှာသူတို့ဟာ freedom တွေပါဝင်နေပြီးတော့ dynamic ဆိုတဲ့ဒီပြောင်းလဲမှုတွေဒီအဲပြုလည်ပြင်လည်ရှိမှုတွေအများကြီးပါဝင်တာကိုတွေ့ရတယ်။အဲ့တော့အဲ့ဒီအရာတွေရဲ့စန့်ကျင်ဘက်မှာကျတော့ခုနကဒီ guru နှစ်ယောက်ရဲ့ auditor နဲ့ quality လာ guru နှစ်ယောက်ရဲ့ဒီ static ဖြစ်လုံးနဲ့သို့မဟုတ် position အရင်အသေးကိုင်းလုံးနဲ့ system တွေကိုကျွန်တော်တို့တွေ့ရတယ်။ဒီရာဒီမှာ Arsenal ရော Manchester City ရောပြည်သက်တွေအကုန်လုံးတတိထားမိလိုက်မယ်။သူတို့ပွဲတွေအင်မတန်ပြင်းမှုကောင်းတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ static position gain ကြီးကိုသူအသေးစောက်ခိုင်းထားတယ်လို့ဒါကတော့ကျွန်တော်အမြင်ပြည်သက်တွေတော့ဘလို့မြင်လဲအဲမြင်လားရှိရင်လည်း comment မှာဆွေးနွေးသွားခဲ့လို့ရပါတယ်။အဲ့တော့အဲ့ဒီအချက်ကတော်တော်လေးဟိုစိုးရွားစေတယ်ပေါ့နော်။အဲ့တော့ဘောလုံးမှာပြလွန်ခဲ့တဲ့နှစ်တွေတည်းက evolution ဖြစ်နေတယ်။ဒါကတော့ relationalism buzzes position uh, functionalism တို့မဟုတ်ဒီ positionism ပေါ့နော်အဲ့တော့ relationism ဆိုတာ positionless ကစားခြင်း positionless ဆိုတာလုံးဝအပြောက်တော့မဟုတ်ဘူးတချို့တော့နည်းနည်းဒီ extreme ဖြစ်တဲ့ဒီ Fernando Diniz တို့လိုနီးပြတွေကတော့ positionless ပုံစံမျိုးတိသွားတယ်ပေါ့နော်ဒါပေမဲ့ဒီဒီ Europe ဥရောပဘက်မှာတော့အဲ့လိုအလောက်ကြီး positionless ကိုလုပ်လို့မရဘူးဒါဒီ8 ောင်အမေရိက idea နဲ့ဥရောပ idea ကိုချိတ်ဆက်ပြီးတော့တဟဆာတာဖြစ်အောင်ခင်းကျင်းကြတယ်အဲ့တော့အဲ့လိုခင်းကျင်းနေတဲ့နေရာတော့ဒါ Simone Inzaghi ရဲ့ Inter တို့ပြီးတော့ဒီ Xabi Alonso ရဲ့ Leverkusen ပြီးတော့ဒီ Diego Simeone ရဲ့ Atletico အစရှိတဲ့အသင်းတွေတွေ့ရတယ်ပြီးတော့ Real Madrid ရဲ့ Real Madrid ပုံစံပေါ့နော် Ancelotti ရဲ့ပုံစံကတော့ငိုလေးကအဲ့ဒီ flexibility ပြီးတော့အဲ့ relational lesson ဘက်ကို အရင်းနေပေါ့နော်အဲ့တော့ကျွန်တော်တို့အပေါ်လုံးမှာဒီအဲ ideology တွေထိဆက်နေမှုကိုအများကြီးမြင်ရတယ်ဒါပေမဲ့မြင်ရတဲ့နေရာမှာတော့တေချာတစ်ခုပဲရှိတယ်အဲ့ဒါကတော့ဒီ positionalism တို့မဟုတ် functionalism တို့မဟုတ် quadrilateral architecture တို့ရဲ့ team တွေက တခြားခုနကျွန်တော်ပြောသွားခဲ့တဲ့နာမည်ရွှတ်သွားခဲ့တဲ့အသင်းတွေအကုန်လုံးထက်စိတ်လှုပ်ရှားစရာကင်းမဲ့နေ exciting moments တွေပျောက်ဆုံးနေတာကိုကျွန်တော်တို့မြင်နိုင်တယ်သူတို့အသင်းတွေရဲ့စိတ်လှုပ်ရှားစရာအများကြီးပေးတဲ့ပွဲတွေရှိတယ်အဲ့ဒီပွဲတွေဟာသူတို့ရဲ့ system ကနေပြောင်းလဲပြီးတော့ ဒီလွတ်လွတ်လပ်လပ်ကစားတဲ့ပွဲတွေအပြင်တချို့သောနီးပြူအားပြောင်းလဲတွေကြီးကြီးမားပြုလုပ်လိုက်တဲ့ပွဲတွေအဖြစ်ကျွန်တော်တို့ရှုမြင်ရလိမ့်မယ်သူတို့ဖြင့်ဒီ transition game ကိုအများကြီးကစားဖို့လုပ်လိုက်တာသို့မဟုတ်ဒီ single pivot 3နှစ်5အထိုင်တွေကိုဖြတ်ပြီးတော့ဒီတခြားသောပုံစံတစ်ခုဒါ limit 3တဲ့ double pivot စစ်စစ်ပုံစံမျိုးတွေသုံးလိုက်တာအဲ့လိုပွဲမျိုးတွေမှာဆိုရင်ကျွန်တော်တို့လွတ်လပ်မှုနဲ့တခြားသော taste တစ်ခုကိုပို့ပြီးတော့တွေ့လာရတယ်အဲ့တော့ Guardiola ရဲ့အခြေအနေအပြင် Guardiola ရဲ့အခြေအနေမှာ Arteta ရဲ့ဒီ shape ကိုလည်းကျွန်တော်တွက်လို့ရပါဘောနော်အဲ့ဒီဟာ အဲ့ဒီနှစ်ခုဟာကပယ်လို့ခုနပြောသွားခဲ့တဲ့ဒီကစားသမားတွေရဲ့အခန်းကဏ္ဍကိုရှော့ချပြီးတော့ငါတို့ဆိုတဲ့အရာကိုအဲမောင်းတင်လိုက်တယ်တန်းတင်ထားတယ်ဆိုတဲ့အခြေအနေကပုံမူပြီးတော့တက်ရောက်စေသလားဆိုတော့တွေးစရာဖြစ်လာတယ်ကျွန်တော်ကတော့တက်ရောက်မှုရှိတယ်လို့ယူဆတယ်ဘောနော်ကျွန်တော်အရှိမတင်ပြခဲ့တဲ့ဒီအချက်တွေကလည်းအဲ့ဒီတက်ရောက်မှုရှိတယ်ဆိုတဲ့တွေးအခေါ်ကိုပံ့ပိုးပေးစေတဲ့အရာတွေလို့ကျွန်တော်ယူဆတယ်ဘောနော်ဒါကြောင့်လည်းကျွန်တော်ဒီလိုတင်ဆက်ပေးတာဖြစ်ပါတယ်ပြီးတော့ဒီမှာထပ်ပြီးတွေးစရာရှိသေးတယ်အဲ့ဒါကပါလဲဆိုတော့ ဒီ Guardiola နဲ့ Arteta တို့ကလွန်ခဲ့တဲ့နှစ်တွေတော့ငါတို့ကိုဒါပြောမှဆိုရင် Guardiola ဆိုရင်ဘောလုံး tactics ရဲ့ revolutionist တယောက်ဖြစ်တယ်ပေါ့နော်တော်လန်ပြောင်းလဲခဲ့တဲ့အဲဒီဒီပြတယောက်ဖြစ်တယ်အဲ့တော့သူတို့အဲ့ revolutionist ဖြစ်ခဲ့ခြင်းကဒီအချိန်မှာစိတ်ညစ်နေတဲ့အချက်တွေကျွန်တော်တို့ပြန်သွားတွေ့ရတာဒါအရင်စိတ်ဝင်စားဖို့ကောင်းတဲ့ topics ဖြစ်ပြီးတော့အဲဒီကမ္ဘာရဲ့ဒီ new view ဟာလေ့လာသူတွေဆွေးနွေးကြတယ်ပြီးတော့ဒီ coach education တို့မှာဆွေးနွေးနေတဲ့ topics တွေမှာတော့ပါဝင်နေတယ်ပေါ့နော်အဲ့တော့အဲ့ဒါပါလဲဆိုတော့ လွန်ခဲ့တဲ့လလောက်ကထင်တယ်ဒီ interview ဟာ historian ပေါ့နော်တကယ်နာမည်ကျော်စာရေးဆရာကြီး Jonathan Wilson ကသူဒီအင်္ဂလန်ရဲ့ဒီအောက်ခြေအဆင့်တွေမှာတောင်းဒီလုံးဝ quadrilateral ပုံစံကစားတာမျိုးပေါ့နော်ဟိုးအောက်ခြေဟိုးဒီအမ်ဒီ Premier League ဒီ Premier League ကစားတဲ့ English League pyramid မှာမပါတဲ့ outdan league အဲ့ outdan league တွေမှာတော့ pass 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 ဆိုတဲ့ပုံစံနဲ့ angle 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 ဒီ quadrilateral စနစ်တွေပေါ့နော် first angle position ဒီအရာတွေကိုအလွန်အကျွံကစားနေတာကိုတွေးရှိလာရတယ်လို့ဟိုပြောတယ်ပေါ့နော် Premier League နဲ့ပြန်ကြည့်မယ်ဆိုရင်ဒါ Southampton နီးပြ Russell မတင်မထုတ်ခံခဲ့တော့ Southampton တို့ပြီးတော့ Leicester အဒီ Ipswich ဒီ key mechanic မခံတာပေါ့နော်အဲဒီမခံတာတွေအသင်းတွေအကုန်လုံးကလည်းအဲ့လိုမျိုးတကယ့်ကို attacking play uh league championship မှာအဲ့ attacking play အဲ့ဒီ position base အဲ့ဒီခုန position gain တွေကိုကစားခဲ့တယ် ီးမီးယားလိမှာတော့တို့ရဲ့လူအင်အားနဲ့လုံလောက်ခြင်းမရှိဘူးအဲ့လိုကစားဖို့အတွက်အဲ့တော့ဒီမှာကျွန်တော်တို့ကအဲ့ဒီ idea ကိုပြန်ပြီးတော့ကာဘယ်လိုပြောတယ်တော့သွားပြီးချိန်ဆက်လို့ရအဲ့ဒါကပါလဲဆိုတော့ကာဘယ်လိုကသူပြောတယ်မင်းတို့ဒီဟာပဲမဟုတ်နော်ကွာဒီလာပုံစံအတိုင်းပဲကစားနေအီတလီရဲ့ football ကိုကွာဒီလာဖျက်ဆီးတယ်ဒီပုံစံအတိုင်းပဲကစားနေတယ်ကိုသမားအစားပေးတယ် paid up uh from the pack ကန်စကန်လေးကစားကွက်တိဆောက်တယ်အဲ့လိုတိဆောက်အောင်မင်းတို့ကမင်းတို့ကွာဒီလာပိုင်ဆိုင်ထားတဲ့လူဝင်အားကိုပိုင်ဆိုင်ထားလို့လားဆိုတဲ့စကားမျိုးပြောတယ်ဗောတရား imminent man နဲ့ဒီ southern town တို့ အစ်ဆွစ်တို့ကအဲ့ဒီအမားတွေကတစင်ပရီးမီးယားလိမှာဂိုးပေးရတဲ့ဟာအချင်းချင်းကျွန်တော်တို့မြင်ခဲ့ပြီးပါပြီအဲ့တော့ဒီ idea တခုကိုခွာကြီးတို့ချပြခဲ့တဲ့ idea တခုကိုဒီအရန်ကစားခြင်းတဲ့စိတ် idolize လုပ်ခဲ့တယ်ပေါ့နော် idolize လုပ်ပြီးလိုက်ကစားပေးမယ်အဲ့ဒီလိုကစားခြင်းဆိုတာက elite တွေပဲတက်နိုင်တဲ့အရာမျိုးဖြစ်နေတယ်အဲ့ elite တွေတော့မချစားစီးတို့ arsenal တို့တိုင်ပတ်နေတဲ့အခုအချိန်မှာပေါ့နော်အဲ့တော့ဒီအချိန်မှာဒီဘက်က line လုံးတခုကအောက်ကနေအကုန်လုံးအဲ့လိုကစားနေတာဟာဘောလုံးရဲ့ ဒီကြာစင်းချင်းတို့ကပဲလိုလိုယူစားတယ်အဲ့လိုယူစားတဲ့တင်ပြတဲ့တခြားသောဒီ topic တွေလည်းကျွန်တော်မြင်ဘူးတယ်ပေါ့နော်အဲ့ကပဲလိုကတော့တကယ်ဘောလုံးလောကရဲ့ထိတ်တန်းနေပြီးအောင်ဥဆောင်တရားဖြစ်တဲ့အတွက်သူပြောတဲ့စကားတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ဖတ်ပြီးတော့ Manchester City ရဲ့လက်ထောင်နေပြ Guardiola ရဲ့ဆရာလည်းဖြစ်တယ်လောက်ဖို့ကိုင်းပဲလည်းဖြစ်တယ်လက်ထောင်နေပြဖြစ်တယ် Juanma Leo ကသူပြောခဲ့တယ်ပေါ့နော်သူနဲ့ Guardiola ဟာဘောလုံးလောကဖြစ်စီပြီးခဲ့ပြီလားဆိုတဲ့စကားမျိုးသူ Spain စကားနဲ့ ပြောတာပေါ့နော်စပိန်စကားကိုကျွန်တော် Google Translate နဲ့ကြည့်လိုက်တော့အခုနောက်လိုအတိတ်ပင်မျိုးရတယ်အတိကြတော့ဟုတ်ချင်မှာဟုတ်လဲမယ်ဒါပေမဲ့အဲ့ဒီမကောင်းတဲ့ဘက်ကိုသွားတယ်ပေါ့နော်အဲ့တော့တို့ကဒီ two bus ဆိုတဲ့တို့ရဲ့ system ကနေခုနလိုမျိုးဒီဘောလုံးလောကရဲ့တစ်ခုလုံးရဲ့ဒီ T twin to twin မှုကြာစင်ပြီးတော့လောက system ဘက်ကိုပြောင်းသွားတဲ့အဲစနစ်တစ်ခုအထိ သူတို့ပြောင်းသွားတယ်အဲ့စနစ်တစ်ခုဟာဘောလုံးလောကအဖြစ်စီးရလားဆိုပြီးတော့သူတို့ဟိုမှာလေကိုပြောခဲ့တယ်သူကတော့သူ့အနေနဲ့ဒီသူကကာတာတို့ဘာလို့ဒီကဘာတဝန်းသူလှည့်ပြီးတော့နှီးပြခဲ့တာပေါ့နော်နှီးပြခဲ့တဲ့အခါမှာသူအဲ့ဒီအသင်းတွေအကုန်လုံးကဒီကွာဂျူလာစတင်ခဲ့တယ်ပြောမှဆိုရင်ကွာဂျူလာဟာနှီးပြဖို့ကမစခင်တော့ဟိုမှာလေကိုခိုင်နေတဲ့မက္ဆီကိုကဒိုရာဒိုစ်အသင်းမှာသွားပြီးတော့လိလာခဲ့တယ်အဲ့တော့ဟိုမှာလေကိုကဆရာလို့ပြောလို့ရတယ်ပေါ့နော်ဟိုမှာလေကိုဆိုတာက1991လောက်ကလေးနှစ်သုံးတဲ့ကစားပွဲကိုဒီစပိန်မှာစတင်ပြီးတော့အခြေချပေးခဲ့တဲ့နှီးပြတကယ် great ဒါပေမဲ့ဒါနီးပြီးတော့ဘာညာကြည်တာအောင်မြင်မှုတော့မရှိဘူးပေါ့နော်ထားပါတော့အဲ့2006မှာတိုရာဒိုစ်ကိုကင်နေတယ်ဂွာဒီယိုလာကအိမ်မက်ဆီကိုအထိသွားပြီးတော့လေ့လာတယ်ပြီးတော့ဒီဘာစီလိုနာမှာသူ့ရဲ့ဒီဒိုင်နက်စတီကိုစတင်ခဲ့တယ်အဲ့တော့အဲ့စတင်ခဲ့တဲ့နေရာတွေမှာခုနဝါဂိုဒီပိုဇက်ရှင်လို့ခေါ်တဲ့ပိုဇက်ရှင်ပလေးဟာကျွန်တော်တို့အများကြီးအဲမြင်တွေ့ခဲ့ရတယ်ပေါ့စတင်ပြီးတော့အဲ့ရနေမျိုးစေ့ထားတာအခုကမျိုးစေ့ရနေအပင်ကြီးပေါက်ပြီးတော့အဲ့အပင်ဟာအခုအချိန်မှာတော့ဒီရွက်တွေကအရှင်တို့စိမ့်လန်းနေရမဟုတ်တော့ဘဲနဲ့ရွက်တွေခြောက်လာတဲ့အခြေအနေကိုကျွန်တော်တို့မြင်တွေ့နေရတာဖြစ်တယ် ိုမလီယိုကိုရိုင်းလည်းဒီအကြောင်းကိုသူဝေဖန်ခဲ့ပြီးတော့ကမ္ဘာဘောလုံးလောကရဲ့ paradigm ဟာအခုအချိန်မှာတော့ဒီ relationalism versus functionalism ဆိုတဲ့အခြေအနေမျိုးကို ရောက်ရှိနေတယ်ပေါ့နော်ဒါဒီအသုံးလုံးနေတာတချို့သော journalist တွေသုံးတယ်ပေါ့နော်အဓိကအသုံးလုံးကတော့ကြောင်တောင်နဲ့တူကျမလည်းတူမယ်အဓိကက idea ပေါ့နော်ဒါဘယ်ရမှန်လဲဘယ်ရမှားလဲဆိုတာမဟုတ်ဘူးလက်ရှိဘောလုံးလောကရဲ့သွားနေတဲ့ ideology ဘိုင်းကစိတ်ဝင်စားစရာတွေအကြောင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ ਨੇ ဒီတာမပရိသတ်အနေနဲ့ဓာတ်ရိုက်ချိန်ဆက်တာကတော့ အဲ့လိုမျိုးအခု systematic အရန်ဖြစ်လို့ခြင်းကတော့ပြင်းစရာကောင်းတာပေါ့နော်အဲ့တော့အများသောအားဖြင့်ပြည်သက်တွေကတော့ပြင်းစရာကောင်းတယ်လို့ဖြေမယ်လို့ယူဆတယ်အဲဒီအရှိရာတွေမှာပြင်းစရာမကောင်းခဲ့တဲ့ဒီ system ကပြင်းစရာမကောင်းခဲ့တာရှိတယ်ဒါပေမဲ့အဲ့တော့ငါဘာတွေပေါင်းဆက်ထားနိုင်လဲဆိုရင် freedom နဲ့ improvisation နဲ့လွတ်လပ်မှုတွေပေါင်းဆက်ထားနိုင်ခဲ့တယ်အခုချိန်မှာတော့ systematic ပဲရှိတဲ့အခြေအနေဆိုရင်ကျွန်တော်တို့ပြင်းစရာကောင်းတယ်ဆိုတာကိုသို့မဟုတ်ခုနောက်ပိုင်းမှာအလုံးမဖြစ်တော့ဘူးအဲ့ဒါလုံးဖြစ်စေမဲ့ အလုံးဖြစ်အောင်မလုံးမဖြစ်အောင်တားဆီးမယ်တခြားသောနီးဗျူဟာတွေကပို့ပြီးတော့အားကောင်းလာတာကိုကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်လည်း Guardiola ကိုရန် TND Sport မှာဘောလုံးရဲ့အနာဂတ်ဟာ Liverpool Newcastle Brighton နဲ့ဘုံမောက်တို့ကစားနေတဲ့ဟန်ဖြစ်တယ်လို့သူဝန်ခံခဲ့တာဖြစ်နိုင်ပါလိမ့်မယ်အခုကျွန်တော်တင်ဆက်ပေးခဲ့တာတော့ဒါ Guardiola နဲ့ Arteta ရဲ့ system mix systematic play ပေါ့နော်အဲ system အပြုလွန်ခြင်းရဲ့ နောက်ွယ်မှာရှိနေတဲ့နောက်ွယ်အတွေးခေါ်ရေးနောက်ွယ်ကဒီအယူအဆတွေနဲ့ဒီတခြားသောပတ်သက်ရာအကြောင်းတွေပဲဖြစ်ပါလေကျေးဇူးအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ